ဂျူဗင်တက်စ်အသင်းဟာလာမယ့်ရာသီမှာနာပိုလီအသင်းကြီးပြကွန်တီကိုအသင်းကြီးပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ပြတ်မှတ်ထားနေရလို့သိရပါတယ်။ဂျူဗင်တက်စ်အသင်းဟာအခုရာသီမှာရလက်တွေဆိုးရမှုကြောင့်အသင်းနှိပြမော်တာကိုယာရုကနေထုတ်ပေးပြီးအသင်းကစားသမားဟောင်းတအုပ်ဖြစ်သူတူတော်ကိုအခုရာသီကုန်အထိခန့်အပ်ခဲ့ပါတယ် ဒါပေမဲ့ Juventus အသင်းတာဝန်ရှိသူတွေဟာတူတော်ကိုသဘောကျနှစ်သက်ခြင်းမရှိပဲလာမယ့်ရာသီမှာ Napoli နီးပြ Conte ကိုအသင်းနီးပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ပြတ်မှတ်ထားနေတာဖြစ်ပါတယ်။ Conte ဟာ Napoli အသင်းနဲ့2029ခုနှစ်အထိစာချုပ်သက်တမ်းရှိနေသူဖြစ်ပါတယ်။ Conte ဟာ Napoli အသင်းကိုအခုရသည် Serie A ပြိုင်ပွဲမှာထိတ်ဆုံးရောက်အောင်ဆန်းဆောင်ပေးထားပေမဲ့လည်းအသင်းရဲ့ကစားသမားခေါ်ယူမှုနဲ့ဘန်နာရေးအခြေအနေတွေကိုကျေနပ်မှုမရှိဖြစ်နေတယ်လို့သိရပါတယ်။ ဒါကြောင့်ကွန်တီအနေနဲ့နာပိုလီကနေထွက်ခွာခဲ့ပါက၎င်းကိုအသင်းကြီးပြအဖြစ်ခန့်အပ်ဖို့ဂျူဗင်တက်စ်အသင်းကပြတ်မှတ်ထားနေတာဖြစ်ပါတယ်။ကွန်တီဟာဂျူဗင်တက်စ်ကို2011ကနေ2014အထိကင်တွယ်ပို့ပြီး Serie A ၃ချိန်အပါအဝင်ဖလောင်း၅လုံးရယူပေးခဲ့ပါတယ်။